မင်္ဂလာပါရှင်။တနင်္လာရီရက်တနေ့တာနောက်ဆုံးရသတင်းများစူးစီးမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျွန်မအချီလီပါ။ဒီကနေ့2025ခုနှစ်ဧပြီလ9ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့မန္တလေးအိုးဘိုထောင်မှာငလင်းကြောင့်နိုင်ငံရေးအချင်းသူ6ဦးသေဆုံးတဲ့သတင်း။တောင်ပိုင်းမှာမလအတွင်အရသား28ဦးထပ်မံတဲ့သေဆုံးတဲ့သတင်း။ ပလောမှာမိုင်းထီလို့ရတားတူးတေဆုံးတဲ့တဲ့အပါအဝင်နိုင်ငံတကာသတင်းမှာတော့မြမငလင်ဘေးတုံ့ပြန်မှုဝေဖန်မှုတွေအပေါ်အမေရိကန်ပယ်ချတဲ့အကြောင်းလို့ကိုတင်ဆက်ပေးပါမယ်ရှင်မန္တလေးတိုင်းဥပိုလ်ကျင်းထောင်မှာငလင်လောက်ခတ်မှုကြောင့်လူစနအုပ်တည်ဆုံးခဲ့ပြီးအဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသူ6ဦးပါဝင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် BBNM ကအတည်ပြုထုတ်ပြန်ပါတယ် ိုင်ငံရေးအကျဉ်းသူ6ဦးဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားသင်းငလင်းကြောင့်အိုးဘိုထောင်ရှိအမျိုးသမီးအဆောင်တင်းတဲ့အဆောင်နှစ်ပြိုကျပျက်စီးမှုမှာတည်ဆုံခဲ့တာဖြစ်ပါတယ်။တည်ဆုံသွားတဲ့နိုင်ငံရေးအကျဉ်းသူ6ဦးမှာမတ်ဆိုးသူစားခိုင်ဒေါ်လဲလဲဆိုဒေါခင်အောင်ရွှေမက်ကေကေဝင်းမတ်ပပဝင်းနဲ့မဖူးဝူဝေတို့ဖြစ်တယ်လို့ PPNM ကအတည်ပြုထားပါတယ်။ ငနေလောက်ခတ်မှုကြောင့်ဥပိုထောင်ရှိအဆောင်၄ဆောင်ပြိုကျပျက်စီးခဲ့ပြီးအဲ့ဒီဖြစ်စဉ်အတွင်းထိခိုက်ဒဏ်ရာရတဲ့လူပေါင်း၄၀ကျော်ဟာဆေးဝါးကုသခွင့်မရတဲ့အခြေအနေနဲ့ကြုံနေရတယ်လို့ PPNM ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့အချက်အလက်တွေအရဧပြီလ၄ရက်နေ့ညနေပိုင်းအထိငလင်တန်းကျောင်းနိုင်ငံတော်မှာသေဆုံးသူ3354ဦးဒဏ်ရာရသူ4508ဦးနဲ့ကြောက်ဆုံးသူ220ရှိတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသဖြစ်တဲ့ကရင်ပြည်အပါအဝင်မွန်ကရင်နဲ့တနင်္သာရီတို့မှာပြီးခဲ့တဲ့မတ်လအတွင်းအရသာပြည်သူ28ဦးထပ်မင်းနဲ့တိတ်ဆုံးခဲ့ရတယ်လို့ရမညာ Institute သုတေသနဌာန RICE ကဧပြီလ3ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အမီကတင်ဆက်ပေးထားပါတယ်။စစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေကြားမက်လာတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေပါဝင်တနက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အိုးအိမ်ထိခိုက်ပျက်စီးမှုမိလာမှုအရက်သားထိခိုက်ဒေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေကိုရိုက်ကဖော်ပြထားတာပါ။အရတားတေဆုံးမှုမှာတော့ကရင်နီမာ၄ဦး၊ကရင်မာ၂ဦး၊မိုးမာ၈ဦးနဲ့တနင်္လာရီမှာ14ဦးထိအများဆုံးရှိခဲ့သလိုအဲ့ဒီဒေသ၄ခုစလုံးမှာ89ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတနင်္လာရီကအများဆုံးဖြစ်ပါတယ်။တေဆုံးလူနဲ့ထိခိုက်ဒဏ်ရာရရှိသူအများစုဟာတိုက်ပွဲတွင်လက်နက်ကြီးပစ်ခတ်ခံရတာဒရုန်းထိမှန်တာမြေမြုံပိုင်းနင်းမိတေဆုံးတာကြောင့်ဖြစ်တယ်လို့အစင်ကစားကဖော်ပြပါတယ်။ ရိုက်ရဲအချက်လက်တွေအရမုံမာ19ဦးနဲ့တနင်္လာရီမှာ52ဦးထိအများဆုံးဖမ်းဆီးခံခဲ့ရပြီးအများစုဟာတော်လိုင်းအင်အားစုတွေနဲ့ဆက်နွယ်တယ်လို့ဆွဆဲခံရသူတွေပါဝင်စစ်မှုရေးဥပဒေကြောင့်အစုလိုက်ပြုံလိုက်အရင်အထမဖမ်းဆီးခံရသူတွေလည်းပါဝင်ပါတယ်။တောင်ပိုင်းဒေသတွေမှာနှစ်ဖက်ထိတွေ့တိုက်ပွဲ18ကြိမ်ဖြစ်ပွားခဲ့တဲ့နေရာမှာတနင်္လာရီတိုင်းက73ကြိမ်နဲ့အများဆုံးရှိခဲ့သူတို့တစ်ဖက်ပြစ်ခတ်မှု73ကြိမ်ထဲမှာလည်းတနင်္လာရီတိုင်းက70ကြိမ်နဲ့မနည်းရှိခဲ့တာပါ။ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှု84ကြိမ်နဲ့၄ချောင်းတိုက်ခတ်မှု54ကြိမ်ဖြစ်ပွားခဲ့ပြီးတနင်္လာရီနေ့ကရင်ပြည်နယ်တို့ကအများဆုံးခံခဲ့ရသလိုဒရုန်းတိုက်ခတ်မှုစစ်ကြောက်ချင်းရှိတဲ့ထဲကကရင်လီကလွဲရင်ကြံတောင်ပိုင်းဒေသ၃ခုစလုံးတိုက်ခတ်ခံခဲ့ရပါတယ်။အဲ့ဒီလက်နက်ကြီးနဲ့၄ချောင်းတိုက်ခတ်မှုကြောင့်ကရင်ပြည်ပါဝင်မွန်ကရင်နဲ့တနင်္လာရီတို့မှာရဲသားနေအိမ်၁၉လုံးထိခိုက်ပျက်စီးခဲ့ရပြီး၁၂၁လုံးထိ မီးလောင်ပျက်စီးခဲ့ရတယ်လို့အစီအစဉ်ကနေသိရပါတယ်။ဖော်ပြထားတဲ့ချက်လက်တွေဟာလလန်းမီယာလွတ်လပ်တဲ့သတင်းမီဒီယာတွေအပေါ်အခြေခံပြီးပြန်လည်ပြုစုထားရတာဖြစ်တာကြောင့်မြေပြင်ခြေနေနဲ့အနေငယ်ကွာဟမှုရှိနိုင်တယ်လို့ right အဖွဲ့ကထုတ်ပြန်ထားပါတယ်။ တနင်္သာရီတိုင်းပလောမြို့နယ်စင်ထိုးကြီးကျေးရွာအနီးဥယျံချန်တခုမှာဒေသခံအမျိုးသားတအူမြင်းမြုံမိုင်းနှင်းပြီးပောက်ကွဲမှုကြောင့်တိတ်ဆုံးခဲ့တယ်လို့ဒေသခံတွေကတနင်္သာရီတိုင်းကိုပြောပါရယ်ဒီသတင်းကိုတော့ယွန်းတီပြားကပြောပြပေးမှဖြစ်ပါရယ် ပြီးခဲ့တဲ့ဧပြီလ3ရက်နေ့မနက်7:00နာရီအချိန်ခန့်မှာစင်ထိုးကြီးကျေးရွာနေအသက်60ကျော်ရွယ်ဦးတိန်တိန်ဟာသူ့ပိုင်နဲ့ဥယျာဉ်ခြံထဲမှာတီဟိုစိတ်ဝင်ကောင်းစေမြေမြုံမိုင်းနေမိခဲ့တာပါမြေမြုံမိုင်းနေမိမှုကြောင့်ဦးတိန်တိန်ဟာခြေကျင်ဝတ်ပြတ်တောက်ထံရရရှိခဲ့ပြီးနောက်တေးထွက်လုံကတေးဆုံးသွားခဲ့ပါတယ် ဒေတာကန်ဒီရဲ့ပြပြချက်အရစင်ထိုးကြီးကျေးရွာအနီးပတ်ဝန်းကျင်မှာပြီးခဲ့တဲ့နှစ်ဩဂုတ်လကနေနိုဝင်ဘာလအထိစစ်ကောင်စီတပ်နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ဘူးမောင်းတပ်တို့ကြောင်းနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲပြီးနောက်စင်ထိုးကြီးကျေးရွာအနီးပတ်ဝန်းကျင်မှာမြေမြုံမှန်းရောက်ဒေတာကန်ပြည်သူ၃ဦးထပ်မံတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးယခုတစ်ချိန်မှာတော့လူသေးဆုံးမှုအထိဖြစ်ပေါ်လာခဲ့ပါတယ်။ ြမငလင်ပေးတုံ့ပြန်မှုဝေဖန်မှုတွေအပေါ်အမေရိကန်ပယ်ချလိုက်ပါတယ်ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးသွားပါမယ်ရှင်သမ္မတဒေါ်နယ်ထရန့်ဆိုရကအမေရိကန်ရဲ့နိုင်ငံတကာကူညီပေးရေးအေဂျင်စီကိုပိတ်သိမ်းလိုက်တာကြောင့်အမေရိကန်အနေနဲ့မြမငလင်ပေးကိုမကူညီနိုင်ဖြစ်သွားခဲ့တဲ့ဆိုတဲ့ဆက်ဆွဲမှုတွေကိုနိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုကပယ်ချလိုက်ပါတယ် အလားတူသဘာဝဘေးအန္တရာယ်မျိုးတွေကိုအရင်ကတုံ့ပြန်တယ်လို့မဟုတ်ပဲအမေရိကန်ကဘာကြောင့်အတိတ်ပဲတိတိဝဝနဲ့မကူညီခဲ့ရတာလဲလို့ BBC သတင်းဌာနကမီးမြန်းရမှာဝင်ကြီးရိုဘီယိုကအမေရိကန်ဟာကမ္ဘာကြီးရဲ့အစိုးရမဟုတ်ဘူးလို့တုံ့ပြန်ပြောဆိုထားပါတယ်။နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအမေရိကန် Agency USAID အရာရှိဟောင်းတွေကအေဂျင်စီကိုဖျက်သိမ်းလိုက်တဲ့အတွက်အမေရိကန်ဟာမြန်မာနိုင်ငံတို့ကယ်ဆယ်ရေးလှုပ်သားတွေနဲ့ခွေးတွေမပို့ဆောင်နိုင်ဖြစ်ခဲ့ရတယ်လို့အခုသတင်းပတ်စောစောပိုင်းမှာပြောကြားခဲ့ပါတယ်။ အမေရိကန်အနေနဲ့နိုင်ငံအကျိုးစီးပွားတွေရှိနေတယ်။တခြားလိုအပ်နေတဲ့နေရာတွေ၊တခြားဦးစားပေးရမယ့်နေရာတွေမှာလူသားချင်းစာနာထောက်ထားကယ်ဆယ်ရေးနိုင်ငံတကာလိုအပ်ချက်တွေကိုဟန်ကျက်ညှိနေရတယ်လို့ဝန်ကြီးရူပီယိုကပြောပါရီ။ကမ္ဘာပေါ်မှာချမ်းသာတဲ့တခြားနိုင်ငံတွေအများကြီးရှိပြီးသူတို့အားလုံးနည်းနည်းစီပါဝင်သင့်တယ်လို့ဝန်ကြီးရူပီယိုကပြောဆိုလာတာပါ။မိမိတို့အနေနဲ့မိမိတို့အပိုင်းကိုဆောင်ရွက်နေတာဖြစ်ပြီးမြန်မာနိုင်ငံမှာမိမိတို့ဘူသဘောမကျတဲ့အစ်စ်ဆိုးရရှိနေတယ်လို့လည်းသူကပြောပါရီ မြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့ငလင်လိုကြီးမားတဲ့သဘာဝ BND တွေနဲ့ကြုံရင်အမေရိကန်ကကယ်ဆယ်ရေးလှုပ်တာအနက်ခံခွေ200လောက်နဲ့အပူညီပစ္စည်းတွေပြပိုလေရှိခဲ့ပါတယ်။အမေရိကန်ဟာမြန်မာနိုင်ငံတို့ဒေတာရင်းခြေဆိုင်အကြံပေးသုံးနဲ့အကူအညီပစ္စည်းတွေကိုပဲပေးပို့ခဲ့တာဖြစ်ပါတယ်။အခုတရင်ပတ်စစောပိုင်းကအမေရိကန်နိုင်ငံသားဝန်ကြီးဌာနကတရားဝင်ပန်ကြားခဲ့ပေမဲ့စစ်ကောင်စီကဝင်ရောက်ခွင့်မပေးဘူးလို့ဝန်ကြီးရူဘီယိုကပြစ်တင်ပြောဆိုထားတာဖြစ်ပါတယ်။ တောင်းတိုင်းမြန်နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကာသတ္တပရိစနေနေ့ညနေ6:00နာရီအချိန်တိုင်းမှာနာတော်တာဆင်နိုင်ပါတယ်။တောင်းတိုင်းမြန်သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X တောင်းတိုင်းမြန် website စာမျက်နှာနဲ့တောင်းတိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။တောင်းတိုင်းမြန်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနာတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။